မင်္ဂလာပါရှင်မင်းသင်ခဘေဒင် application မှာကြိုဆိုပါရယ်မင်းသင်ခဘေဒင်ပြည်သူများအတွက်2025 April လ6ရက်နေ့မှာ2025 April လ12ရက်နေ့အထိတပတ်စာဘေဒင် hospital များကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာတာဝန်များမီအလုံများမီနိုင်ငံခြားတန်ရုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမီဝင်ငွေကောင်းမီရရှိရန်ရှိသောငွေများဝင်မီဆိုင်ကယ်အရောင်းအဝယ်ဖြစ်မီပယ်ပြောင်နှံကောက်ပဲတည်နှံရောင်းအရေးမှာကောင်းမှုမီလူလိန်ခံရတတ်သည့်တတိထားပါအမိအဖတဝူဦးကျမ်းမာရေးညံ့မီကျမ်းမာရေးကတော့ချောင်းဆိုမီပညာရေးမှာအားနည်းနေပါသည် အချီရေးမှာချစ်သူနှင့်အဆင်မပြေဖြစ်ကလမ်းခွဲရတတ်သည်အိမ်နောင်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောခဏန်းများမှာ ား3-5ခုံးခန်းများဖြစ်ပါသည်ဂျယ်ရီယာအနေဖြင့်တနင်္ဂနွေနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာဘရာကျော်5ခုကတ်လူပါတနင်္ဂနွေသားသမီးများအတွက်တပတ်စာအတွင်းစိတ်ကြမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာဖြေတဲ့ဟော့စတန်စိုက်သိမ့်ဖွင့်ခြင်းလုပ်ငန်းသစ်လုပ်ခြင်းများကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မည်။ငွေအတွက်တော့ကရောက်ပြီသို့မဟုတ်ငွေအနည်းငယ်အလဟသက်ဖြစ်မည်။ကျောင်းမရတနာရောင်းဝယ်ရေးမှာအနောက်ရှက်ပေါ်မီနိုင်ငံခြားဝင်ငွေဝင်ပြီးသို့မဟုတ်နိုင်ငံခြားမှငွေရောက်မည်။မော်တော်ကားအရောင်းဝယ်မှာငွေကုန်တတ်သည်။ကျမ်းမာရေးအနေနဲ့ကတော့သွားနာသွားကိုက်ဖြစ်မည်။ပညာရေးမှာစိန်ခေါ်မှုကြီးမားနေပါသည်။ အချစ်ရဲမှာချစ်သူနှစ်အနေဝင်နေလိမ့်မည်အိမ်အောင်ရဲမှာလည်းအိမ်အောင်ဘက်နဲ့စကားအများရတတ်သည်ကံကောင်းသောခဏများမှာ၁၄၉ခဏများဖြစ်ပါသည်ဒေဒရာအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးဖျားလက်ကလူပါတနင်္လာသားသမီးများတပတ်စာအတွင်းမှာချက်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ။ အင်္ဂါသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်ရရှိရန်ရှိသောငွေများဝင်ပြီးဝန်တန်းဖြစ်ပါကယာဒူတိုလာစာတိုမီတင်တာအပြန်ဆိုင်လုပ်ငန်းများမှာအောင်မြင်ပြီးအိမ်နေရအပြောင်းအရွှေ့ပေါ်ပြီးသို့မဟုတ်အိမ်သစ်တက်ရတတ်သည်မော်တော်ကအတွက်ငွေကုန်ပြီးတခိုးခိုးကပိုင်း၌ခံရတတ်သည်တတိထားပါကျွေးကိစ္စစကားပြောရမည်အိမ်အိမ်ကန်းတိုက်ခန်းကွန်ဒိုကန်းအယောင်းအဝယ်မှာအထစ်အငေါ်ဖြစ်ပြီးကျမရဲ့အနေနဲ့ကတော့ဝမ်းပြဝမ်းလျှော်ဖြစ်ပြီးပညာရေးမှာအနှောက်အယှက်ပေါ်ပြီးအချစ်ရေးမှာချစ်သူဤမိသားစုဝင်တအူ ဦးကြောင့်စိတ်ညစ်ရမည်။အိမ်တော်ရင်းမှလည်းတာယာမှုမရှိပါ။ကံကောင်းသော ခန်းန်းများမှနှစ်၃၅ခန်းန်းများဖြစ်ပါသည်။ဒေရယာအနေဖြင့်အင်္ဂါနေ့နေအိမ်ဖျားကျောင်းဆောင်မှစွန်းသုံးပွဲပေါ်မှာပေါက်ပေါက်ထည့်ပြီးတော့ကတ်လှူပါ။အင်္ဂါသားသမီးများအတွက်တပတ်စာအတွင်းမှာစိတ်အီချမ်းသာခြင်း၊ကိုယ်အီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ ဗိုလ်တော်ဟုသားသမီးများအတွက်တပတ်စာဖေးတင်ဟော့စတန်နိုင်ငံခြားမှာအလုတ်လျှောက်ထားပါကသို့မဟုတ်အလုတ်အသစ်လျှောက်ထားပါကအလုတ်ရမည်အမွေကိစ္စအတွက်စာချုပ်စာတမ်းပြုလို့ရမည်စံကယ်အသစ်တစည်းဝင်ပြီးရွှေလုပ်ငန်းမှာအကျိုးအမြတ်များရရှိမည်အိမ်ဆောင်ရန်အတွက်ခွင့်ပြုမင်းများရရှိမည်အမှုပညာလုပ်ငန်းမှာတော့စိတ်အနှောက်အယှက်ဖြစ်စရာပေါ်ပေါက်တတ်သည်တယ်လီဖုန်းအသစ်ဝင်ပြီးကျန်းမာရေးအနေနဲ့မောပန်လွယ်ပြီးပညာရေးမှာအခြေအနေကောင်းပါသည်အခြေရေးမှာကံကောင်းပါသည်ချစ်သူမရှိသေးပါကချစ်သူတွေ့မည်အိမ်အောင်ရေးမှာလည်းတာယာပါသည် န်ကောင်းသောကနန်းများမှာ3 5 6ကနန်းများဖြစ်ပါသည်ဗုဒ္ဓဟူသားသမီးများအတွက်နော်ရေတရာအနေနဲ့ကတော့ဗုဒ္ဓဟူနှင့်တကူကြီးဖရာဗုဒ္ဓဟူတောင်းမှာကျွတ်လှကိုညွန်းကတ်လှပါဗုဒ္ဓဟူသားသမီးများတပတ်အတွင်းမှာစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ ကြာသာပတေးသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာပြဿနာအနည်းငယ်ဖြေရှင်းရမည်ဆိုရင်စရာမလိုပါ။ရေအယောင်ဝယ်စာချုပ်ချုပ်ဆိုရမည်လုပ်ငန်းအသစ်လုပ်ရမည်သို့မဟုတ်စံသစ်ဖွင့်လျရမည်နေအိမ်တို့တစ်တာတစ်လုံးရောက်လာပါကကံညံ့တတ်သည်စက်တူရှယ်ယာလုပ်ငန်းများအတွက်သတင်းကောင်းကြားရမည်နိုင်ငံခြားတန်ယုံမှာဗီဇာလျှောက်ထားပါကဗီဇာရတတ်ကျန်းမာရေးအနေနဲ့စီးရောကဖြစ်မည်ပညာရေးမှာစူးစမ်းရန်လိုအပ်နေပါသည် အခြေရေးမှာတာယာပါသည်ချစ်သူထံမှသတင်းကောင်းကြားရမည်အိမ်နောက်ရင်းမှာလည်း ည်းတာရပါသည်ကံကောင်းသောကနန်းများမှာတင့်နှင့်ငါကနန်းများဖြစ်ပါသည်ဇေဒရာအနေဖြင့်ဇာသာပတိနှင့်တကိုးကြီးဖျားဇာသာပတိတောင်မှပေါင်မုံ၅ချက်ကတ်လူပါဇာသာပတိသားသမီးများတပတ်အတွင်းမှစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေ တောက်ကြသားသမီးများအတွက်တပတ်စာပြေခြင်း hospital ဝန်ထမ်းဖြစ်ပါကလုပ်ငန်းဝင်မှ PR များမိအလုပ်အသစ်အတွက် interview ဝင်ရမိအောင်မြင်မိနေအယောင်းဝယ်ပေါ်မိပျောက်သောပစ္စည်းပြန်တွေ့သက်သည်လေယာလုပ်ငန်းများမှာအခက်အခဲပေါ်မိနိုင်ငံခြားမှငွေရောက်မိသို့မဟုတ်နိုင်ငံခြားဝင်ငွေဝင်မိမော်တော်ကားအတွက်ငွေကုန်မိအမှုပညာလုပ်ငန်းအတွက်သတင်းကောင်းကြားရမိစစ်မှားရေးအနေနဲ့လေထိုးလေအောင်ဖြစ်မိပညာရေးမှာစူးစမ်းမှုအားနည်းနေပါသည်အခြေရေးမှာချစ်သူနှင့်စကားများရမိအိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကနန်းများမှ ှတစ်ခွန်ရှစ်ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်တောက်ကြနေမှာတကိုးကြီးဖရာတောက်ကြတောင်းမှာဂျွဲလာကိုညွန်ဇီကိုညွန်ဒန်ကိုညွန်ကတ်လှူပါတောက်ကြသားသမီးများတပတ်စာအတွင်မှာစိတ်အချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေစနေသားသမီးများအတွက်တပတ်စာပေးခြင်းဟော့စတန်လုပ်ငန်းအသစ်ဝင်ရ ုံငန်းအသစ်အတွက်သတင်းကောင်းကြားရမည်အလုတ်အသစ်အနာပြုဝင်ပါက ဖြေဆိုနိုင်ပြီးအောင်မြင်ပြီအိန္ဒိယအပြောင်းအရွှေ့အတွက်အစီအစဉ်ပြုလုပ်ရမည်နိုင်ငံခြားခရီးအတွက်ကူညီမဲ့သူပေါ်မီဝင်ငွေကောင်းပြီးမော်တော်ကားအရောင်းအဝယ်ဖြစ်မည်အမီအဖတူဦးကျမ်းမာရေးအငင်းရှိသည့်တတိထားပါပြုစုဆောင်ရှောက်ရာကျမ်းမာရေးအနေနဲ့လေထိုးလေအောင်ဖြစ်မည်ပညာရေးမှာအခက်ခဲပေါ်မီအခြေရေးနှင့်အိမ်တော်ရေးမှာတာယာပါသည်ကံကောင်းသောကဏ္ဍများမှာတစ်ခွန်ရှိကဏ္ဍများဖြစ်ပါသည်ဒရယာအနေဖြင့်စနေနေ့နေအိမ်ဖျားចောင်းဆောင်မှာထောပတ်ထမ င်းကပ်လှူပါစနေသားသမီးများတပတ်စာအတွင်းမှာစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေမင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မင်းမြတ်နိုင်ပါတယ်ရှင်ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီရင်မင်းမြတ်နိုင်ပါရှင်။ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါဗီရင် YouTube channel တွင်လည်းကြည့်ရှုနိုင်ပါရှင်။ မင်းသင်္ခါပီရင် application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်